မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းတူသတင်းအများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမှာဖြစ်ပါရရှင်။ ရှိခုပြမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ NUG PDF အပါဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမျိုးကိုစက္ကန့်စီငင်းခေါ်ဥက္ကဋ္ဌပြောဆိုရတဲ့မယ်ဖြစ်ပါရခြင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကော်မတီတမရ PDF အပါဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမည်ဖြစ်ကြောင်းစက္ကန့်စီအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငင်းချင်းရေးပေါ်ဆောင်မှုကော်မတီ NSBNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောဆိုသည် ပြီးခဲ့သည့်မတ်လ24ရက်နေ့မှ26ရက်ထိနေပြည်တော်တွင်ပြုလုပ်ခဲ့သည့်2025ငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်ဆုံးနေ့တွင်၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည့်အကြောင်းဆွေးနွေးပွဲတွင်ပါဝင်တက်ရောက်ခဲ့သူတို့ကပြန်လည်ပြောပြခြင်းဖြစ်သည်။မီဒီယာဖွဲ့မှဆိုဘယ်ဖွဲ့ဖြစ်ဖြစ်ဆွေးနွေးမယ်၊ကြိုတင်သတ်မှတ်ချက်မထားကြနဲ့လာတာလာခဲ့တကယ်လို့ရှိရင်အဲ့ဒါကိုစာဆွေးနွေးမယ်။နေရာမရွေးဘူးဆွေးနွေးဖို့အသင့်ရှိတယ်ဟု စက္ကစီငင်းကဥက္ကဋ္ဌကပြောဆိုသည်သို့သော NUG ဘက်ကမှယုံကြည်မရှိဖြစ်နေပြီးဆွေးနွေးလို့စိတ်မရှိဖြစ်နေသည်ဟုအဆိုပါပွဲတက်ရောက်သူကပြောသည်ထို့ကြောင့်နေပတ်သက်၍ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကိုနေပုံလက်ကကျွန်တော်တို့တို့လည်းအင်အားစုတွေအနေနဲ့ကနိုင်ငံရေးဥတည်ချက်6ရက်ရှိပြီးသားဖြစ်တယ်။အဲဒီဟာကကန့်သက်ချက်တွေဘာတွေပြောနေစရာမလိုဘူး။ကျွန်တော်တို့နိုင်ငံနဲ့ပြည်သူလူထုအတွက်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာ အခုလိုမျိုးစစ်တပ်ကခဏခဏအာဏာသိမ်းပြီးပြည်သူကိုနှိပ်စက်မှုပြုနေတဲ့အစိုးရတန်တရားလဲနေတာကိုရက်တမ်းမှုအင်မတန်မှအရေးကြီးတဲ့ချက်တွေဖြစ်ပါတယ်။ဒီချက်တွေကတကယ်အခြေခံမဖြစ်မနေတိုင်းပြည်ကိုခေပြောင်းစနစ်ပြောင်းလုပ်မယ်ဆိုရင်တော့ဒီချက်တွေနဲ့ကန့်ညီမှဖြစ်မယ်ဆိုတဲ့သဘောနဲ့ဥတီကျဲ6ရက်ကိုအတီလင်းကြေညာထားတာဖြစ်ပါတယ်။ဒီချက်တွေပေါ်မှာအခြေခံပြီးမှသာလဲစကားပြောမယ်ဆိုတဲ့ကိစ္စရဲ့တွေဟာဖြစ်ဖို့ရှိပါမယ်ဟုပြောသည်။ သို့သောစက္ကစီအနေဖြင့်လက်ခံဆွေးနွေးရလမ်းဖွင့်ထားသည်ကိုပြောဆိုရုံမရပဲလက်ရှိစစ်တပ်ကလှုပ်ဆောင်နေသည့်လေရင်ဖြင့်ပုံကျဲခြင်းအရသာပြည်သူများကိုပြစ်မှတ်ထားပြီးတပ်ဖြတ်မှုများကိုရှက်တန်းကရဲရန်နေ နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန်လိုအပ်ကြောင်းပြောင်းလဲမှုလိုလားသည့်စိတ်ဆန္ဒများကိုပြသခြင်းမရှိပါကတော်လိုင်းအင်အားစုများကလက်ခံဆွေးနွေးမည်မဟုတ်ကြောင်းဦးနေဖုံလကဆက်လက်ပြောကြားသည်ထို့ပြင်အညာဒေတာမကွေးနှင့်စကိုင်းတိုင်းအတွင်ရှိပြည်သူ့ကော်မတီတပ်ဖွဲ့အချို့ကထို့သို့ဆွေးနွေးမည်ဟုပြောဆိုခြင်းနှင့်ပတ်သက်ပြီးအယုံကြည်မရှိကြောင်းမှတ်ချက်ပေးကြသည် သူတို့ကတော့အခုမှဒီစကားကိုပြောတာမဟုတ်ပါဘူးတခြားလုံးအဲ့ဒီစကားကိုသုံးလာတာမို့ဘာမှတော့အရေးမကြီးပါဘူးဟုမကွေးတိုင်းမြိုင်နဲ့ပေါ့ဒေသရှိကောက်ရီးတပ်ပေါင်းများစုဖွဲ့ထားတဲ့အညာမြေတပ်ပေါင်းစုပြန်ချိုင်းတာဝန်ခံကပြောတယ်တပ်ဖက် NUG PDF နဲ့ပတ်သက်၍စစ်ကောင်စီထင်မြင်ယူဆချက်များကို၎င်းကအချက်လေးချက်ဖြင့်ထောက်ပြပြောဆိုသည်တဲ့ချက်ကမခံချိမခံနိုင်မှုနဲ့အချက် NUG PDF တွေအနာသိမ်းပြီးနောက်မှာတအားအကောင်လာတော့အရန်ကိုမုန်တင်မှု တောင်ဝမ်ချက်ကအမေဆွေရဲ့ NLD နဲ့တရားရဂိုင်းတို့ဆက်ဆက်နေမှု၄အချက်ကပြည်သူထောက်ခံမှုကိုတရားရဂိုင်းတို့ရထားလို့အဲ့ဒီအချက်တွေကစခရီတအားကိုမုံတီပြီးမနာလို့ဖြစ်စေတယ်။ဒါကြောင့်ဒီအဖွဲ့တွေကိုနောက်ဆုံးနောက်ဆုံးသူတို့လုံးလုံးရှုံးမှသာထပ်ပေါက်ပြက်လက်ဆွဲလိမ့်မယ်လို့ကျွန်တော်တို့ခံမှန်းနေကို၎င်းကပြောသည်။မက်လနောက်ဆုံးဘက်ကပြုလုပ်ခဲ့တဲ့ငင်းချင်းဆွေးနွေးပွဲတွင်စက်ကောင်စီကငင်းကော့ဥက္ကဋ္ဌကကျွန်တော်တို့ကဘာတမမတ်ချမ်းမရှိဘူး။ဂျန်နဲ့အဖွဲ့စီတွေကတမမတ်ချက်တွေရှိတယ်။ တက်မတော်ကနိုင်ငံရေးကထွက်မာတို့တက်မတော်ကိုဖျက်မာတို့ယာယီအစိုးရဖွဲ့မာတို့စသဖြင့်ဒီလိုမျိုးကန့်သက်ချက်တွေအဲ့ဒါတွေရှေ့မှာလာဆွေးနွေးမယ်ဆိုရင်မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ် ဒါပေမဲ့အဲ့ဒီတောင်းဆိုမှုတွေကိုလည်းလက်ခံဆွေးနွေးဖို့လမ်းဖွင့်ထားတယ်လို့ပြောကြခဲ့တဲ့အကြောင်းစစ်ကောင်စီအတွက်ဝါရဖြန့်သတင်းဌာနများ၏ Telegram များတွင်ဖော်ပြထားတဲ့ဗီဒီယိုများအရသိရလိမ့်လက်ရှိလက်နက်ကင်တိုက်ဝဲ၄နှစ်တာနေပါကာလအတွင်းစစ်ကောင်စီထိန်းချုပ်ထားနိုင်နေနေပြီ၄ပုံတပုံမင်းမရှိတော့ကြောင်း မြန်မာညညရဲ့အစိုးရ NUG ရာယီသမရတူဝါလက်ရှိလာက2025မြန်မာနှစ်သက်ကိုမိန်ကွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။ထို့အပြင်ယခု2025တွင်ကြီးမားသည့်တော်လိုင်းအလဲပြောင်းဖြစ်လာစေမည်နှင့်ပြည်သူလူထုအတွက်တော်လိုင်းအပိတ်အောင်မွေးကိုယူဆောင်သွားနိုင်မည်နှင့်ဖြစ်လာစေရန်တော်လိုင်းအင်အားစုများကြိုးပမ်းရမည်ဟုရာယီသမရကပြောကြားသည်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည်ဦးဆောင်တဲ့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုကော်မတီ NSBN စီသည်ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာမှာရခိုင်နယ်ဇန်နဝါရီလတို့တွင်နှစ်ကြိမ်ထိမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နှင့်တရုတ်နိုင်ငံကိုမင်းမျိုးနိုင်ဆွေးနွေးခဲ့သည်ထို့နောက်တရုတ်ပြည်အကြား MNDAA နှင့်ဖြင့်ပြီးခဲ့သည့်နှစ်ဇူလိုင်25ရက်နေ့ကသိမ်းပိုက်ရရှိခဲ့သည့် လာရှိုမျိုးမှာရခိုင်နယ်ဧပြီလတွင် ပြန်လည်ဆုတ်ခွာခဲ့ရပြီဖြစ်သည်အလားတူ NSBN စီသည် မြောက်ပိုင်းမဟာမိတ်ညီနောင်ဖွဲ့ဝင်ဖြစ်လာသည့်တောင်မြို့သားတမရော TNL နှင့်ယခုနှစ်ဖေဖော်ဝါရီလအတွင်းဆွေးနွေးခဲ့တော်လဲအောင်မြင်မှုမရှိခဲ့ပေ။ယခုဧပြီတွင်နှစ်ဖွဲ့တက်မှန်တွေ့ဆုံရန်ရှိသည်ဟု PSLF TNL ဘက်ကဖေဖော်ဝါရီဆွေးနွေးပွဲအပြီးထုတ်ပြောထားတော်လဲဧပြီလ20ရက်အထိဖြစ်ပေါ်လာခြင်းမရှိသေးပေ။ရှိခိုဆလာဘင်ဘောလခဲမြို့နယ်ဝမ်မလန်တက်စကန်ကိုတိုက်ခိုက်သိမ်းပိုင်မှုစစ်သားလေးလောင်းနဲ့ခင်းရံများသိမ်းဆီရရှိတော်လင်းတပ်ဖွဲ့ဝင်တူကြာဆုံးဆွေးနွေးတဲ့မဲဖြစ်ပါရခြင်း ကရင်နီပြည်ဘော်လခဲမြို့နယ်ဝမ်မလန်စစ်ကောင်စီတက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်တပ်မှတပ်သားလေးလောင်းနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီးထော်လန်ဤတပ်ဖွဲ့ဝင်တို့ကြာဆုံးခဲ့ကြောင်း KAC ရေချုပ်ပုံမှုကြီးဖုံနိုင်ကရှန်ကုန်ခေတ်တဲ့တရင်ဌာနတန်သူပြောကြားသည်မတ်လ28ရက်နေ့နနေ6နာရီခန့်ချင်း ပေါ်လခဲမျိုးနဲ့ကိုမိုင်ခန့်ကွာပေါ်လခဲမျိုးနဲ့မြို့သေးကြားရှိစက်ကောင်စီတက်စကန်တခုကိုခရင်နီတော်လိန်ပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရန်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲနှစ်နာရီခွဲကြာမြင့်ခဲ့ကြောင်းလက်နက်ခေရန်နေပါလာမှုကြောင့်ခရင်နီတော်လိန်ပူပေါင်းဖွဲ့ဝင်များပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်းထို့သူဆုတ်ခွာသွားခဲ့ပြီးနောက်မတ်လ30ရက်နေ့တွင်ပြန်လည်ထိုးစစ်ဝင်ရောက်လာစဉ်စက်ကောင်စီတပ်သားများစခန်းဆုတ်ခွာသွားသည်ကိုတွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည် ။အဲဒီဝမ်လန်စကကန်ကို၃ကလောက်ဝင်တိုက်ပြီး2023ခုနှစ်2024ခုနှစ်ဒီတုန်းကဝင်တိုက်ပြီးမရဘူး။မက်လ28ရက်နေ့မနက်6:00နာရီကနေ8:00နာရီခွဲလောက်ထိအလုံလုံနေတဲ့အချိန်မှာပြည်စည်းအင်အားနည်းနည်းနေတာပေါ့။ အဲဒါကြောင့်နည်းနည်းပြန်ဆုပ်ပြီးတော့နားထားတဲ့ပစ္စည်းတွေဖြစ်လူအင်အားခွဲလို့ရင်းနဲ့မတ်လ29ရက်နေ့ကသူတို့ကညာကြီးစွန့်ခွာသွားကြတာထင်နေမတ်လ30ရက်နေ့မှာပြန်ပြီးတော့ဝင်ရှင်းတော့ရန်သူကမရှိတော့ဘူးစက္ကန့်နေမှာပြောင်းကုန်ပြီစက္ကန့်နေကနေအလောင်းလေးလောင်းရတယ်ချီမျိုးစနည်းနည်းပပရတယ်များတော့မများပါဘူးအဲ့လောက်ပဲရတယ်ဟု KAC ရေချုပ်ပုံမှုကြီးဖုံနိုင်ကရှန်ကုန်ခေတ်တဲ့တင်ဌာနထံသို့ပြောကြားတယ်ရှင်းတိုက်ပွဲတွင်ခရင်တီတော်လိုင်းပူပေါင်းတပ်ဖွဲ့မှရဲဘော်တို့ကြာဆုံးခဲ့ပြီး ်မစိုးရိမ်ရာတရားရရှိသူဆယ်ဦးကျော်ရှိခဲ့ကြောင်းစစ်ကောင်စီတပ်သားများအနေဖြင့်ပေါ်လခဲမျိုးနှင့်ရွာတဲ့ကြရှိမိုင်းတန်းကြီးရွာရှိကာကင်စကန်တို့ဆုတ်ခွာသွားခြင်းဖြစ်ကြောင်းသိရသည် ဝမ်လန်စကန်မာကစခခနှင့်မိုင်းနောင်ကလာပြီးတော့လှုပ်ရှားတာတနေ့ကျော်ပြီးဂုံတော်မင်းမကြတော့ဘူးတမ66လဲဂုံမီဘကူကအင်းမတက်ကလည်းမရှိတော့ဘူးဘောလက်ခဲကတော့ပြက်အောင်ချတော့မယ်ကျွန်တော်တို့အလုံးလုံးတဲ့အချိန်မှာတော်တော်လာလာမလုပ်ဖို့နဲ့နေတဲ့နေရာမှာလဲလင်းရင်နဲ့ပုံကျဲတာကိုသတိထားပြီးတော့မှခိုင်ခိုင်မာနဲ့ခိုလုံနိုင်တဲ့ပုံခုချင်းတွေလှုပ်ထားကြဖို့မှာခြင်းနဲ့ဟု KAC ရေးချုပ်ပုံမူကြီးဖုန်နိုင်ကရှန်ကိုခေတ်တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည် ဝမ်လန်စခန်း၌အထိုင်ချတက်ဆွဲထားသည့်စစ်ကောင်စီတပ်မှစကားကနှင့်မိုင်းနှောင်လက်အောက်ခံ ခလာယ80နှစ်တရင်မှာတပ်သားများထိုင်ချထားခြင်းဖြစ်ပြီးပေါ်လခဲမြို့ကကင်စကန်ကိုဖြစ်ကြောင်းပေါ်လခဲမြို့၌ခမာယ430ခမာယ339ခမာယ429နှင့်စစ်ပြူဟာခြေချတပ်တို့ရှိကြောင်းသိရသည်ယင်းတပ်စကန်များကိုကာဝေးရန်ဒရကကင်စကန်အဖြစ်ဝမ်မလန်စကန်မိုင်းတန်စကန်စစ်နက်မိုင်းတပ်ကုန်၄မိုင်းကုန်တို့ရှိရာယခုအခါမိုင်းတန်စကန်နှင့် လေးမိုင်ကုန်းတို့သာကြန့်ရှိတော့ကြောင်းမတ်လ19ရက်နေ့မှာဆောင်ရီပေါ်လခဲမြို့ရှိစကောက်စီတက်များကိုလည်းခရင်နီတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာယနေ့အချိန်ထိတိုက်ဝဲပြင်းထန်နေစေဖြစ်ကြောင်းသိရသည်။ ရှိခိုးတကတင်ဆက်ပေးမဲ့တဲ့အကြောင်းအရာကတော့အသက်80ရွယ်မိခင်တောင်းဆန်းဆိုကြီးအပါဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွပေးရန်တားပြည့်သူကိုချင်းလင်းကထမှန်တောင်းဆိုဆိုတဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင်။အသက်80ရွယ်မိခင်တောင်းဆန်းဆိုကြီးအပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွပေးရန်တားပြည့်သူကိုချင်းလင်းကထမှန်တောင်းဆိုသည်ယနေ့ဧပြီလ20ရက်နေ့အမေရိကန်ခီးစဉ်အဆုံးသက်စဉ်၎င်းကအထက်ပါတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်ပြီ ဂျွန်ဆန်ဆိုကြီးအပါဝင်နိုင်ငံရဲ့ကျင်းသားများလွတ်မြောက်ရေးစစ်ပေးတဘာဝပေးကြံခံရသောမြန်မာပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုအကူအညီရရှိရေးဆွေးနွေးတောင်းဆိုရလို့အမေရိကန်ပြည်ထောင်စုရှင်မြို့နယ်သို့ကိုထိန်လင်းကသွားရောက်ခဲ့တဲ့ မမေးကိုထောင်ထဲမှာအတန်တိတ်ဒုက္ခခံနေစေချင်ပါဘူးမမေးဟာကုန်သိကရှိရှိဆက်ဆန့်ခံရထိုက်ပါရယ်နိုင်ငံရင်ကျင်းသားအလုံးလေးအတူတူပါပဲဟုကိုထိန်လင်းကပြောဆိုသည်ဒေါ်ဆန်းဆိုကြသည်တင့်တော်သည်စေဘဆိုင်ရန်ပြည်သူဆောင်ရှောင်မှုမရရှိပေပြင်ပနှင့်ဆက်သွေးဖြတ်တောက်ကအထီးကျန်ချုံနောက်ခံနေရစေမိခင်ကြီးအတွက်ဆိုရင်ကြောင့်စစ်တပ်မတရားထိန်းသိမ်းဖန်ဆီးထားသောနိုင်ငံရေးအကျဉ်းသား2000ကျော်ကိုလွှတ်ပေးရန်အရေးကြီးသောအမေရိကန်ခေးစဉ်တွင်ထပ်တလဲလဲတောင်းဆိုခဲ့သည် ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ပေမဲ့မမေအတွက်နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့မြန်မာပြည်သူလူထုလူမျိုးရေးအတွက်ကျွန်တော်ဆက်ပြီးတိုက်တွန်းတောင်းဆိုနေပါတယ်။မမေသားတူအနေနဲ့မအောင်မြင်မချင်းကျွန်တော်ရက်မှာမဟုတ်ပါဘူးဟု ကိုထိန်လင်းကဆိုသည်ကိုထိန်လင်းကအမေရိကန်နှင့်မဟာမိတ်များအနေဖြင့်စစ်ကောင်းဆောင်နှင့်အပေါင်းပါများကိုပုံမှုပိတ်ဆို့အရေးယူရန်အနာရှဲများအားလက်နက်ထောက်ပံ့နေသောနိုင်ငံများကိုဖိအားပေးရန်နေဆက်ဖြတ်ကျော်လူသားချင်းစာနာထောက်ထားမှုအကူအညီလမ်းကြောင်းများကိုပံ့ပိုးရန်လူလက်သောမီဒီယာများနှင့်အရက်ဘက်လူမှုအဖွဲ့အစည်းများကိုကာဝယ်ထောက်ပံ့ရန်တောင်းဆိုထားသည် မြန်မာနိုင်ငံကကမ္ဘာအခြေစုံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘီအန်ရဲ့ကြာနေတဲ့နေရာတွေကတခုပါ။ဒါပေမဲ့တော်တော်များများကဒီအချက်ကိုမျက်ကွယ်ပြုထားသေးပါဟုကိုထိန်လင်းကဆိုသည်။ ဒေါန်ဆန်ဆူဂျီတာငေကိုထိန်လင်းသည့်အမေရိကန်ခရီးစဉ်တွင်အမေရိကန်လက်တော်အမတ်များအရက်ဘတ်လူမှုအဖွဲ့အစည်းများမှကောင်ဆောင်များနိုင်ငံတကာအဖွဲ့အစည်းများအမေရိကန်ရောက်မြန်မာများဒီမိုကရေစီထောက်ခံသူ9000ကျော်နှင့်လည်းတွေ့ဆုံခဲ့သည်အမေရိကန်ခရီးစဉ်တွင်ရန်မုံငွေအမေရိကန်ဒေါ်လာ၄သိန်းကျော်ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီးစကိုင်းငလင်းကြောင့်အဆိုးအဝါးဆုံးထိခိုက်ခံစားခဲ့ရသူများကို အရေးကြီးသောအကူအညီများပေးရသည့်နေရာတွင်အသုံးပြုမည်ပြင်မြမလူသားချင်းစာနာမှု ထောက်ထားဆိုင်ရာချက်တဲနှင့်ဒီမိုကရေစီကြိုးပမ်းမှုများကိုရှေ့တန်းမှဦးဆောင်လှုပ်ဆောင်နေသည့်အဖွဲ့များကိုပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းသိရှိရသည်။